လော့ချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျော်တို့ရဲ့ဘာစီလိုနာနီပြဟောင်းတူဖြစ်တဲ့အသင်းရဲ့ကဏ္ဍဝင်ကစားသမားဟောင်းဇာဗီဟာနန်တက်ကတော့အခုနီပြလောကနဲ့အားယူနေတာတနစ်နီပါလောက်ရှိပြီသူကမနစ်ကရသည့်ကုန်ကန်ကြီးကနေဘာစီလိုနာနဲ့လမ်းခွဲပြီးတော့မှအားယူနေနီပြကျွန်တော်တို့အားလုံးရဲ့ချစ်တော်ကစားသမားဟောင်းကြီးပေါ့နော်အခုဆိုသူကပထမတော့ဒီရသည့်စာမတယ်သူ့ကိုဟိုတင်ရခေါ်မယ်ဒီတင်ရခေါ်မယ်ဆိုပြီးတော့တည်နေထွက်တယ်ဒါမဲ့ဇာဗီကိုတိုင်ကသူ့တို့အားယူဖို့အချိန်လိုအပ်သေးတယ်ပြောပြီးတော့မှအားယူနေတယ်ဒီလိုနီးပြအခုဆိုရင်ကျွန်တော်တို့နီးပြလောကတွေကိုပြန်လဲဝင်ရောက်လာမယ်အတွက်သူ့ကိုယ်တိုင်တရားဝင် ပြောကြားလာပြီးလာမယ့်ရာသီမှာသူကနီးပြပြန်လုပ်ဖို့အတွက်အဆင်သင့်ဖြစ်နေကြောင်းခြားပြလာပြီဒါပေမဲ့ဇာဗီဟာနန်ဒက်ကိုကျွန်ကြည့်ရမယ်ဆိုရင်လေသူကပြောရမှဆိုဘာစီလိုနာနဲ့၃နှစ်ကင်သွားတဲ့နီးပြပေါ့နော်ပထမနှစ်မှာဆိုရင်ဒီကျွန်တော်တို့ရော်နယ်ကူမန်ရဲ့ရာသီတဝက်ကိုသူကင်ခဲ့ပြီးတယ်နောက်နှစ်မှာဘာစီလိုနာနဲ့အောင်မြင်မှုတွေရတဲ့အထိကင်ခဲ့ပြီးတယ်နီးပြ လိုပဲဖြစ်ဖြစ်သူကင်သွားတဲ့၃နှစ်ကဘာစလိုနာတော့ချိရမယ်ဆိုရင်ဒီလိုအသင်းကြီးတစ်သင်းကိုကင်သွားတဲ့ညီပြတယောက်နေနဲ့ဆိုဖိအားများတဲ့သင်ဒါဘာစလိုနာအလုံးသာမန်သင်းနေတဲ့ဆိုင်တော့လောကဖိအားများတဲ့သင်တစ်သင်းပြီးတော့မှလောကစရော့ကတ်ဖြစ်နေတဲ့သင်အစိုးဆုံးအချိန်ကိုရောက်နေတဲ့သင်လို့လည်းပြောလို့ရတယ်သင်ကလောကလူရောင်းလူပဲလောက်လို့များတဲ့အနေထားလူငားဖို့တော့နိုင်နိုင်လာစားမပေးနိုင်တဲ့အနေထားဒီလိုမျိုးတွေတိုင်ပတ်နေတဲ့အသင်ကိုသူကအစိုးဆုံးအချိန်မှာရောက်လာပြီတယ်ဒါပေမဲ့လည်းအကောင်းဆုံးဆိုတဲ့ရလဒ်တွေကိုချပြသွားတယ်ပထမတေချန်ပီယံလိပါလို့ဆိုရင်လည်းတိုက်တာတစ်ခုထိအောင်မြင်ခဲ့တယ် ဘယ်လိုလဲအစားဆုံးအုပ်စုမှာပြုတ်နေတဲ့အသင်းဘောနော်သူလာထက်ရောက်လာတဲ့ခါကျတော့အနေထားတစ်ခုရောက်လာတယ်ပြီးတော့မှကျွန်တော်ဒေလာလီကာနဲ့စူပါကပ်ဖလားတွေလည်းသူကရရှိပေးခဲ့တယ်သူ့အနေနဲ့ကြည့်ရမှာဆိုအစ်ချိန်ဆိုကစားသမားတွေလည်းဒီလိုကစားသမားအင်အားလည်းတော့ထိမဟုတ်ခဲ့ဘူးသူရရှိခဲ့တာအစ်ချိန်အားဆိုရင်ပရီးမီးယားလီးယားဆွန့်ပစ်လာတဲ့ကစားသမားတွေဖြစ်တဲ့ဂျေဥဘာမီယန်တို့လိုကစားသမားမျိုးတွေပြီးတော့မှဝူတင်ရဲ့ကစားသမားဒေဘလုံးဖန်တော်တော်များကတည်ကြတဲ့ဘလာဂျီဆိုတဲ့အဒမာထရော်ရီတို့လိုကစားသမားမျိုးတွေနဲ့သူကဘာစီလိုနာကိုပုံဖော်ခဲ့တယ် ဒါငားခေါ်လာတဲ့တစ်ဖက်သင်ကမကြိုက်လို့တဲ့ကစားသမားလေးတွေပေါ့နော်ဒီလိုကစားသမားတွေနဲ့ပုံဖော်ပြီးတော့မှလာလီကာဖလာရတယ်စူပါကက်ရတယ်ဒီလိုအောင်မြင်မှုအသီးသီးရအောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဒါကအစိုးဆုံးအချိန်မှာတော့အကောင်းဆုံးဖြစ်အောင်လုပ်ပြနိုင်ခဲ့တဲ့နည်းပြမျိုးတစ်ဖက်သင်တွေကလည်းကြတော့လေသူစိတ်ဝင်စားတယ်ဒီလိုအနေထားမှာယာတီစားမှာတည်းကျွန်တော်ကြားသိရသေးတယ်ဒီချဲစီတို့ဘာလို့ညာတို့သူစိတ်ဝင်စားတယ်ဆိုတဲ့ဒေမျိုးတွေပေါ့နော်ဒါပေမဲ့လည်းအားလုံးကနည်းပြရဲ့ညင်းပဲ့ပြီးတော့မှအနားယူမယ်ဆိုတော့ဆုံးဖြတ်ခဲ့တယ်အခုတော့သူလာမဲ့ယာတီမှာနည်းပြပြန်လုပ်တော့မယ်ဆိုတဲ့အကြောင်းတရားဝင်ချပြလာပြီ ဒီချိန်မှာ तू ကဘယ်လိုသင်းမျိုးနဲ့ညီပြကြိုက်မယ်တော့ကျွန်တော်မသိရသေးဘူးဒါပေမဲ့အခုသတင်းထွက်နေတာကတော့ကျွန်တော်တို့ဒီ Manchester United ပေါ့နော်ညီပြအမိုရီရဲ့နေရာမှာအစားထိုးမယ်လို့သတင်းကြားတယ်ဒါကျွန်တော်အနေနဲ့ကြားတော့ကျွန်တော်ပြောချင်တာက Manchester United ဆိုတဲ့သင်ကတချိန်ကတည်းကတည်းကသင်ပါပဲဒါပေမဲ့အခုဖြစ်နေတဲ့ဖြစ်ပျက်ပုံကညီပြနဲ့မဆိုင်ဘူးလို့ကျွန်တော်မြင်တယ် ဇာဘီနေနဲ့ဒီအသင်းကိုရွေးချယ်မယ်ဆိုတော့ကျွန်တော်အထင်မှာတော့ဒါမားသွားမယ်လို့တော့ကျွန်တော်မြင်မိတယ်။ဇာဘီလည်းဒီအသင်းကိုအောင်မြင်မှုရအောင်မစွမ်းဆောင်နိုင်လို့တော့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့အခုဖြစ်နေတဲ့မန်ချက်စတာယူနိုက်တက်ကနီးပြားနဲ့မဆိုင်တဲ့စတိုင်မျိုးဖြစ်နေတာ။သူရဲ့စီမံခန့်ခွဲမှုတွေပြီးတော့မှကစားသမားတွေရဲ့စိတ်ဓာတ်ပြင်းပြမှုတွေဒါတွေလိုအပ်နေတဲ့အသင်းမျိုးဒါကိုနီးပြားတယောက်အနေနဲ့ပြုပြင်ပြောင်းလဲနိုင်မယ်လို့တော့ကျွန်တော်မထင်ဘူး။ဘာကြောင့်လဲဆိုတော့ အမွန်ရင်ကလည်းအားလုံးထင်ထားတဲ့အတိုင်းပဲဒီလိုမျိုးဖြစ်လိုက်မယ်ဒီလိုမျိုးဆွမ်းဆောင်ပေးမယ်အကောင်းဆုံးဆွမ်းဆောင်ပေးလိုက်မယ်ဆိုတဲ့ညီပြမျိုးဆိုပြီးတော့လည်းသူတို့ကခေါ်ခဲ့တာပဲမျိုးလေးချက်ကြီးနဲ့ခေါ်ထားတဲ့ညီပြမျိုးပဲလူငယ်ညီပြတယောက်လည်းမှန်တယ်သူဆိုရင် sport team မှာလုံးဝအောင်မြင်နေတဲ့ညီပြမျိုးဒါပေမဲ့လည်းအခုပါတီဖြစ်နေတယ်ဆိုတော့အားလုံးမြင်ပဲဖြစ်မယ်ဒေတာတော့ကျွန်တော်တို့မှန်ယူဆိုရင်တော့တိတ်ပြီးတော့မှဘယ်လိုလဲအားမပေးချင်ဘူးပေါ့နော်ဒါပေမဲ့ဒါညီပြဆုံဖြတ်ချက်ပေါ်မှာမူတည်တယ်လာမယ့်ရာသီမှာညီပြစာပြီးကိုကျွန်တော်ဘေးသင်းမှာမြင်တွေ့ရနိုင်မယ် စာပီဖာနေအနေနဲ့ရောနီးပြစာပီကိုလာမရသည်မှာဘေးသင်းမှာတွေးကြည့်လဲဆိုတော့ကျွန်တော်ကွန်မန့်လေးဒီမှာမှတ်ချက်ရေးသွားကြဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးကိုသူပဲကျေးဇူးတင်စီပါတယ်